င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ဖို့နဲ့တားမြစ်ကောင်းစားဖို့လုပ်မယ်ဆိုရင်အမြဲတမ်းအဆင်သင့်ရှိတယ်လို့ယာယီသမ္မတဗိုလ်ချုပ်ကြီးမေအောင်လှိုင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ဖို့နဲ့တားမြစ်ကောင်းစားဖို့လုပ်မယ်ဆိုရင်အမြဲတမ်းအဆင်သင့်ရှိတယ်လို့ NCA စနစ်ပြည့်အထိမ်းအမှတ်ဖြစ်နေပြည်တော်က MICC မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဖို့ဌာနတင်မှာအောက်တိုဘာ15ရက်မနေ့ပိုင်းကနှစ်ပတ်လည်အခမ်းအနားကျင်းပရမှာယာယီသမရတက်မတော်ကာကွယ်ရေးဦးစီးချုပ်ပူဇော်မှုကြီးမင်းအောင်လိုင်ကနှစ်ပတ်လည်ဆိုင်ရာမိကုံပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါဗယ်အခမ်းအနားမှာဖိတ်ကြားထားတဲ့ဧည့်သည်များပြည်ရင်းပြည်ပပညာရှင်များတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများနိုင်ငံရေးပါတီခေါင်းဆောင်များအစိုးရဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူများ ပါဝင်သင့်ပါဝင်ထိုက်သူများအသိပညာရှင်အတတ်ပညာရှင်များမီဒီယာကိုယ်စားလှယ်များအပါအဝင်မြန်မာနိုင်ငံအတွင်းကတန်ယုံ20ကတန်ရာရှိ30ဦးနဲ့တန်မကြီး7ယောက်တက်ရောက်ကြပါတယ်။ NCA 10နှစ်ပြည့်အထိမ်းအမှတ်နှစ်ပတ်လည်ခမ်းနားပြီးမှငြိမ်းချမ်းသောမြန်မာအနာဂတ်တည်ဆောက်ခြင်းကောင်းစဉ်နဲ့အလုံယုံဆွေးနွေးပွဲကိုအောက်တိုဘာ18ရက်အထိပြည်တွင်းပြည်ပကဖိတ်ကြားထားသူတွေတက်ရောက်ဆွေးနွေးကြမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ရုရှားမြန်မာနှစ်နိုင်ငံချစ်ကြည်၏အထိမ်းအမှတ်ပကြီးပြိုင်ပွဲပြဝဲနှင့်ဆုချီးမြှင့်ပွဲခမ်းနားကျင်းပတဲ့တွင်ဖြစ်ပါသည်။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တွင်ရုရှားနိုင်ငံခရစ်စတက်ခရိုင်နှင့်မြန်မာနိုင်ငံတန်လင်းခရိုင်နှစ်နိုင်ငံချစ်ကြည်၏အထိမ်းအမှတ်ဖြင့်အခြေခံပညာကျောင်းသားကျောင်းသူများပကြီးပြိုင်ပွဲပြဝဲနှင့်ဆုချီးမြှင့်ပွဲခမ်းနားကိုအောက်တိုဘာ16ရက်နေ့နဲ့9နာရီကအမတ်တိအခြေခံပညာအထက်တန်းကျောင်းရတနာရှင်းသံခမ်းမမှကျင်းပကြောင်းသိရပါသည်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထောင်နဲ့ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့တို့ကပကြီးပြဝဲအားလှည့်လေကြည့်ရှုကြပါတယ်။အဲဒီနောက်မှာတော့အမတ်တိခြေကံပညာထက်တန်းကြောင့်မှအကြောင်းသားကျောင်းသူများကမြမကျောင်းတချင်းဖြင့်တိဆုပ်ဖြောပြကြပြီးပကြီးပြဝဲနဲ့ပတ်သက်ပြီးဗီဒီယိုကလစ်ပြသပါတယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကအဖွဲ့အမှာစကားပြောကြားကရုရှားနိုင်ငံစိန့်ပီတာစဘတ်အစိုးရအဖွဲ့ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြားပါရယ် ဆက်လက်၍အမှတ်နှစ်အခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကကြပြလွတ်အကဖြင့်ကပြဖြောပြပါတယ်အဲဒီနောက်ရုရှားနိုင်ငံစိတ်မီတာစပက်မျိုးပကြီးပြပွဲတွင်မြန်မာနိုင်ငံမှအကောင်းဆုံးဆုရရှိတဲ့ចောင်းသားចောင်းသူ9ဦးလို့အားရုရှားဖက်ဒရေးရှင်းနိုင်ငံစိတ်မီတာစပက်ဒေတာခရန့်စတက်ခရိုင်အုပ်ချုပ်ရေးမှူးကဆုမြားပေးရပါတယ်။ဆက်လက်၍ရုရှားနိုင်ငံចောင်းသားចောင်းသူများ၏ပကြီးကားချက်45ချက်မှအကောင်းဆုံးပကြီးကား5ချက်အားရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးကဆုမြားပေးရရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘတ်ဒေတာခရစ်စတခိုင်အုပ်ချုပ်ရေးမှုကလက်ခံပါတယ်အဲ့ဒီနောက်တန်လင်ခရိုင်တွင်းရှိမြို့နယ်များမှာပကြီးပြိုင်ပွဲတွင်အထက်တန်းဆင်စုရចောင်းသားចောင်းသူ၅ဦးအားရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌမှ၎င်းအလေတန်းဆင်စုရចောင်းသားចောင်းသူ၅ဦးအားရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘတ်ဒေတာခလီအမှုပညာចောင်းဒါရိုက်တာမှ၎င်း မူလာတဲ့ဆင်စုရចောင်းသားចောင်းသူ9ဦးအားရုရှားဖက်ဒရေးရှင်းနိုင်ငံစိတ်မီတာစပက်ဒေတာပြည်ပဆက်ဆံရေးကော်မတီအထူးအရာရှိချုပ်မှစုများပေးရရာចောင်းသားចောင်းသူများကလက်ခံရယူပြီးပကြေပြဝဲအခမ်းအနားတွင်ကပြတီဆိုဖျော်ပြတဲ့ចောင်းသားចောင်းသူများအားရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌမှစုနှင့်အမှတ်တရလက်ဆောင်များပေးရပါတယ်။ ဆက်လက်ပြီးဆုရကျောင်းသားကျောင်းသူများကိုစားကျောင်းသူတူမှကျေးဇူးတင်စကားပြောကြပြီးအမတ်တရဆုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကူးခဲ့ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးတိုင်းသားရာဝင်းကြီးတိုက်ကြီးမြို့နယ်ရှိမဲဆင်းကျညာမှုအောင်ကွင်းစင်ကျရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့တိုင်းသားရာဝန်ကြီးဦးစွတ်ချက်ကိုထူသည်တိုက်ကြီးမြို့နယ်တွင်ပထမကြိမ်မဲဆင်းကတ္တာကြီးညာထားမှုအားအောက်တိုဘာ16ရက်မွန်လွဲပိုင်းကဗောဓိကုံရက်ကွက်နှင့်အင်္ဂလာရက်ကွက်များသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရပါဗျာ။အဲ့ဒီလိုလိုက်လံကြည့်ရှုစစ်ဆေးရာတွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူအောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခမောင်စု ြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်မဲဆင်းများပြည်စုံမှန်ကန်စေရေးဆောင်ရွက်နေမှုအခြေအနေနှင့်နေရဲဆွမ်းကွာပြည်သူများဆန္ဒမဲပြပန့်ဝင်မဆုံးရှုံးစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်လံရှင်းလင်းပြသပါသည်ဆက်လက်၍တိုင်းသားရာဝန်ကြီးနှင့်အဖွဲ့သည်ဗောဓိကုံရက်ကွက်နှင့်အင်္ဂလာကုံရက်ကွက်တွင်မဲဆန္ဒရှင်အမည်စင်ကတ်ထားချိန်ညာထားမှုအားလှည့်လည်ကြည့်ရှုကာမဲဆင်းလာရောက်ကြည့်ရှုသူပြည်သူများအားရင်းနှီးနှီးနှုတ်ဆက်ပြီးလိုအပ်သည့်များမှာကြားကြောင်းသိရပါရရှင်။ ဒီသတင်းကိုတော့ဝိယီကပေးပို့လာတာပါ